နော်ရေးသွားတာအဲ့တော့ကျွန်တော်ဒီ2014မတ်လ2ရက်မှာကြောက်တဲ့အင်းစိန်ရွာမဆရာတော်ဖရာကြီးရဲ့85နှစ်မြောက်မိုးနေပွဲကိုလည်းပဲဒေါအောင်ဆန်းစုကြည်တက်လာတော့ရွာမဆရာတော်ဖရာကြီးကတောင်းဆိုတယ်နော်ဘာတောင်းဆိုလဲမျိုးစောင်းဥပဒေပြဋ္ဌာန်းပေးပါလို့တောင်းဆိုတယ်မိုးနေ့လက်ဆောင်ဖြစ်အဲ့တော့ဒေါ်စုက လုတ်ပေးခဲ့လားလုတ်ပေးခဲ့လားဘယ်လုတ်ပေးမလဲဒေါ်စုကဒီနိုင်ငံရဲ့အမျိုးသားရေးကိုစိတ်ဝင်စားဘူး ဒီနိုင်ငံရဲ့အမျိုးသားစံနှုန်းတွေကိုစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာ human right နိုင်ငံတကာစံနှုန်းကိုပဲစိတ်ဝင်စားတာနော်ဗဇက်ကပြောတာတမျိုး तू ကလှုပ်တာတမျိုးဗျနော် तू ကပြောလိုက်လို့ရှင်အာသက်ဆိုင်ရာနိုင်ငံရဲ့အရှိတရားကိုလက်ခံရမယ်ဗဇက်ကပြောပြီးလှုပ်လိုက်ခါကျတော့ဒီနိုင်ငံရဲ့အရှိတရားကိုမလှုပ်ဘဲနဲ့ဘာဖြစ်လဲလူမျိုးသားအရေးအနောက်မျော်တဲ့အလို့ human right ဘုံကပဲသွားတာ ဟျူမန်ရိုက်ပေါ်သွားလို့မရဘူးဗျနော်နိုင်ငံနဲ့နိုင်ငံနဲ့မှာသူ့နိုင်ငံရဲ့အရှိတရားပေါ်အခြေခံရတယ်ခင်ဗျားအခုဟျူမန်ရိုက်ငါရဲ့ဟျူမန်ရိုက်ဘာဖြစ်လဲလမ်းမောင်ကဖိပြောင်းပြီးခင်ဗျားသွားလို့ရလားသွားတော့သွားရဲလားဒီနိုင်ငံရင်ကျင်းမှုကထမင်ချုပ်ပြီးသွားလို့မရဘူးယောက်ျားလေးတာကိုတလုံးကစွတ်ချက်ချုပ်ပြီးသွားလို့ရရင်မိကလေးဘော်လီချုပ်ပြီးတော့သွားလို့ရလားဒီနိုင်ငံရင်ကျင်းမှုထုံးတဲ့စင်လာကိုခြေဖြတ်လို့မရဘူး အဲ့ဒါကိုသွားပြီးငါရှူမန်ရိုက်ဟာငါတို့ငါဘောလီချုပ်ပြီးလမ်းပေါ်ရှောက်မယ်ခင်ဗျားတို့ရှောက်ရဲလားရှူမန်ရိုက်ဆိုပြီးတော့ရှောက်ဆန်းရန်ကုန်မြို့မှာဘောလီချုပ်ပြီးတော့ဟိုအောက်ခံပေါင်းပြီးဝစ်ဘောလီချုပ်ပြီးမင်းတို့ရှောက်ရဲလားရှူမန်ရိုက်ဆိုရှောက်ဆန်းဒါနဲ့နော်ရှူမန်ရိုက်ဆိုတာကအဲ့ဒီရှူမန်ရိုက်ကိုလက်ခံတဲ့ပြည်သူတွေနဲ့ပဲဆိုင်တယ်အဲ့ဒီရှူမန်ရိုက်ကိုလက်ခံတဲ့နိုင်ငံတော်အစိုးရတွေပြည်သူတွေအဲ့ဒီရှူမန်ရိုက်ကိုလက်ခံတဲ့ရင်ကျဲမှုတွေပဲတက်ဆိုင် မတို့နိုင်ငံမှာမနိုင်ငံမှာအဲ့ဒီရှုမလိုက်ရှုမလိုက်တုံးလို့မရဘူးအဲ့ဒါကိုဒေါ်စုကတိတိကြီးနဲ့မျိုးသားရေးစံနှုန်းတွေကိုချိုးဖျက်ပြီးတော့မလုပ်သွားတာလေရှုမလိုက်ကိုဦးစားပေးပြီးသွားတဲ့ခါကျတော့စောင်းပါတွေကထွက်ကုန်အမျိုးသားရေးစံနှုန်းနဲ့နော်နိုင်ငံတကာစံနှုန်းတွေကြားမှာဂျောင်ပိတ်မိနေတော့ဒေါ်အောင်ဆန်းစုကြည်ဆိုပြီးတော့ပေါ်လာပါလေရောဗျာကဲအဲ့လိုတွေရှိတယ်ဗျခင်ဗျားတို့ကျွန်တော်ဖတ်ပြသွားတာက ခုနှစ်သက်ကလေးတွေကော ပြောတဲ့လူနာမည်တွေကို အကုန်လုံးကိုဖတ်ပြပါတယ်နော်ယုံကြည်ယုံယုံကြည်နေခမားတို့မယုံတဲ့သူကတော့မယုံသလိုကိုယ့်အကူချောင်ပိတ်နေလိုက်ဒေါ်စုနာကိုလိုက်သွားလိုက်ဟုတ်ပြီနော်ကျွန်တော်ကတော့ပြောစရာရှိတာပြောရမယ်ကျွန်တော်နိုင်ငံသားတွေတိတိတိကျကျတွေကျွန်တော်တော့ပြောရမှာပဲအဲ့ နိုင်ငံခြားကလေးမွေးစားခွင့်နေအဲစင်းဥပဒေဖျက်တာတွေကကလားမစင်တွေအကွက်ကြက်စီမံခဲ့တာပေါ့မှန်တယ်လေစွတ်စွတ်ကသူပြောပြီးပြီလေဟိုမှာရခိုင်သားတွေဆန္ဒပြတယ်နော်ရခိုင်ပြည်နယ်မှာဝင်းစလီရေလူမျိုးလူဦးရေလျှော့ချရေးအတွက်ကိုတောင်းဆိုတော့ဒေါ်စုကဘာဖြစ်လဲရှုမရိုက်တဲ့ညီတဲ့မညီပါဘူးဆိုပြီးလှုပ်တယ်လေဟမ်အဲ့မှာပြဿနာတက်တယ်ဒါကြောင့်မလို့ရခိုင်သားတွေကဒေါ်စုကိုလည်းမချစ်တိုင်းရင်းသားတွေကဒေါ်စုကိုမချစ်ဘူးဗျစိတ်လည်းမဝင်စားဘူး တော်စုတံမရဖြစ်တာကိုလည်းစိတ်ဝင်စားဘူးဒါကြောင့်မလို့အခုတို့နောက်ဆုံးမှာ2018 2020ဖွဲ့စည်းပုံကိုပြင်ဖို့ကြိုးစားသွားတဲ့အချိန်မှာ၄၃၆ကာကြီးလွတ်တော်မှာပြင်ကြတယ်တဲ့အစိုးတင်သွင်းကြတယ်43ရာခိုင်နှုန်းမထောက်ခံဘူး59စာလုံးကိုတိုင်းသားဘက်ကမထောက်ခံတော့ဘာဖြစ်လဲတိုင်းသားဘက်ကမထောက်ခံတော့ဘာဖြစ်လဲ59စာလုံးမပယ်ပြတ်ဘူးပေါ့မပယ်ပြတ်ဘူးပေါ့အဲ့တော့ဒေါအောင်ဆန်းစုကြည်တို့ရဲ့ဖွဲ့စည်းပုံပြင်စည်းရေးအစိုးကြီးဟာ မအောင်မြင်ဖြစ်သွားတာပေါ့အာမင်းငါ့ကိုမင်းဆဲတဲ့ကောင်တွေကမင်းကြည့်လိုက်ဦးလေမင်းဘယ်လောက်ရှိလို့လဲလူ100ရှိလို့လားဟိုမှာကြည့်တဲ့သူကလူ600ရှိတယ်မင်းတို့ဆဲတဲ့ကောင်လူ100ရှိလို့လားဟမ်မရှိတော့ဘူးမရှိတော့ဘူးမင်းတို့ YouTube တွေတွေ Telegram တွေ Facebook တွေ live ဝင်ကြည့်အောင်နော် live ဝင်ကြည့်ကြအောင် comment တွေ live ဝင်ကြည့်ကြအောင် ဘယ်လူတွေကိုဘယ်လူတွေအသေးတွေပေးပြီးတော့ဘယ်သူတွေကိုဘယ်သူတွေထောက်ခံနေလဲဘာတွေကိုလက်ခံနေသလဲနည်းနည်းဝင်ကြည့်ကြအောင်အာမင်းတို့ကလည်းအရင်တစ်ချိန်တော့မင်းတို့စားပြီးတော့ဘယုဒုက္ခစားလို့တဲ့အချိန်ရတာအားလုံးကငြိမ်ပြီးတော့နော်ငြိမ်နေလိမ့်မယ်အခုအချိန်မှာအကုန်လုံးကပြန်ပြီးတော့နတ်ဇကတဲ့ပြန်ပြီးတော့လက်တွဲသွားပြီနိုင်ငံသားတွေအကုန်လုံးကနော်ရုပ်ရှင်သရုပ်ဆောင်တွေလည်းပဲနတ်ဇကနဲ့ပြန်လက်တွဲသွားပြီနော် ပြည်ဒီဥတို့အင်နာကျော်စင်တို့ကရုပ်ရှင်မရိုက်ဘူးဆိုတာကနော်သူတို့ကလေးတွေရဲ့နောင်ရေးကြောင့်ဒီကရုပ်ရှင်ကားကိုလော်ဘီကားကိုဝင်မရိုက်တာ နော်ကြည့်နေရေကောက်ပွဲပြီးသွားရင်နောက်ကနောက်ပိုင်းကားတွေကြာသူတို့ပြန်ရိုက်မှာမပူနဲ့မပူနဲ့လလော့ဆယ်တော့ဟိုကလေးတွေဖြစ်တဲ့လူမင်းဥစားဒီမင်းမြတ်တို့ဘာတို့ကတော့နေဥစားသူတို့ကတော့ရိုက်မှာပဲအဲဒါကတော့သူတို့ခက်လေသူတို့ခက်ဆိုတော့သူတို့က လူငယ်တွေဖြစ်တဲ့ခါကျတော့အဲ့လောက်ထိသူတို့ကစိတ်စိတ်ဝင်စားဘူးနောင်နောင်ရေးတွေပါတယ်ဟိုကကျတော့နည်းနည်းစားပြီးရင်သွားပြီဖြစ်တဲ့ခါကျတော့သူတို့ကတိသွားပြီနားလဲသွားပြီနိုင်ငံရေးဆိုတာဘာလဲနားလဲသွားပြီဆိုတော့အရင်အစပိုင်းတော့မင်းတို့တော်လိုင်းရေးကိုထောက်ခံတယ်နော်ဒုက္ခရောက်မှန်းသိလို့မင်းတို့တော်လိုင်းရေးကဘာမှမဟုတ်ဘူးဆိုတာသိလို့တက်မလို့နဲ့ပြန်လက်တွဲပြီးတော့အဲ့ဒီလို့ဒီဆက်မလို့တော့ဘူးတက်မလို့ပဲလည်းမတော့ခံပဲကြားထဲနေသွားတယ်ပြည်သူ့အိန္ဒိယကျော်စင်တို့ကအဲအဲ့ဒါကိုမင်းတို့ကကောင်းပါတယ်မှန်ပါတယ်လို့တာမင်းတို့တော်လိုင်းရေးကလည်းပြီးသွားပြီနော် အားလုံးကနာဇာကနဲ့ပြန်လက်တဲသွားပြီနော်မင်းတို့တော်လည်ကြီးကပြီးသွားပြီမင်းတို့ကလို့တေတဲ့ဒီတိုက်ဆန်းဘယ်တော့မှမနိုင်တော့ဘူးပြီးသွားပြီရွေးကောက်ပွဲပြီးရင်ပို့တော့ပြီးသွားပြီနော်အဲ့လိုပဲဟိုဟိုနာတစ်ဖြောက်ဒီနာတစ်ဖြောက်ဘုံကွဲလိုက်တနက်တွေဖမ်းလို့မိလိုက်နဲ့ဟိုကလေးက88တရာအဲ့တိုင်းပဲမြန်မာနိုင်ငံကြီးကလွတ်လပ်ရေးရပြီးတည်းကဟိုနာမှာတနက်တွေမိပြန်ပြီဟိုနာမှာဘုံကွဲပြန်ပြီအဲ့လွတ်လပ်ရေးရပြီးတည်းကမြန်မာနိုင်ငံကြီးကနောက်လက်ဒီလိုပဲသွားမှာပဲ နော်ဘူတာကြီးမှာပုံကလိုက်ဟိုနာကပေါ့နောင်လက်ဒီတိုင်းပဲသွားမှာပဲတနက်ဒီဟိုနာမိလိုက်ဒီနာမိမှာပဲမင်းတို့တော်လည်းရမနိုင်ဘူးမနိုင်ဘူးကဲဒီလောက်ဆိုလို့ရှိရင်တော့ကျွန်တော် like ကိုဒီမှာတင်ချပါတော့မယ်